။ဥစဉ်ဖရာဥစဉ်ရဲ့ဓမ္မအမေးအဖြေအမြဲနာကြားနေသူပါ။အာကစားမှာလက်ဝိထိုးတာဟာတယောက်ကိုတယောက်နာကျင်စီလိုသည့်အတွက်ဘယ်လိုအကုသို့ဖြစ်စေနိုင်ပါသလဲဖရာတဲ့။ဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဖရာဖြစ်ဖို့အတွက် ပါရမီဖြည့်ခြင်းစဉ်ကာလဘဝတစ်ခုမှာဝါမနအမိရှိတဲ့လဝိအကျော်အမော်တမားတူဖြစ်ခဲ့ဘူးပါတယ်။ဖရာအလောင်းဟာလဝိထိုးတဲ့အခါမှာ နိုင်ပြီဆိုတာနဲ့တစ်ဖက်လူကိုရေကြီးပေါ်ကင်ပေါက်ပြီးခါးကိုရိုက်ချိုးပါတယ်။အဲ့ဒီလိုတပ်ပုတ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်ဖျားဖြစ်တဲ့အခါမှာမကြာခဏခါးကိုက်တဲ့ဝေဒနာကိုခံစားရပါတယ်။ဒါဟာလက်ဝေးထိုးခြင်းကြောင့်ရရှိလာတဲ့အကုသိုလ်ဤအဆိုးချိုးပဲဖြစ်ပါတယ်။ဘာဖြစ်လဲကို့မိဘကိုကြောက်တာတဲ့။ဒီမှန်လေးဟာ ယဟန်ကမိဘကိုမကတော်ကောင်းဘူးလို့ဦးစင်းပြောထားတဲ့ပုထဲမှာလာမှတ်ထားတာပါနော်ဦးစင်းကကို့အာဘော်နဲ့ကိုပြောတာမဟုတ်ဘူးပိတကက်လာတဲ့အတိုင်းပြောတာနော်ယဟန်ကမိဘကိုမကတော်ကောင်းဘူးဆိုတာဗုဒ္ဓဘာသာဝင်အကြောင်းကိုထဲထဲဝင်ဝင် သိတဲ့စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်မှန်ရင်သိတယ်ဗုဒ္ဓဘာသာကိုထဲထဲဝင်ဝင် မသိတဲ့အပေါ်ယံဗုဒ္ဓဘာသာဝင်ဆိုရင်တော့မသိနိုင်ဘူးနော် အဲ့ဒါကိုမှမကျင်တတ်လို့ဘာဖြစ်လဲကိုဘာသာကိုသင်ကန်းဝင်းနဲ့မိဘကိုကတော့ကျင်ကတော့မှာပဲဆိုပြီးကတော့မယ်ဆိုရင်လည်းကတော့ပါဥစဉ်ကမကတော့ပါနဲ့လို့တားပိုင်ခွင့်မရှိပါဘူးနော်ဥစဉ်ကပိတကက်လာတဲ့အတိုင်းပဲပြောပြတာပါဒါတို့တော့သနာလို့စေတနာနဲ့သတိတော်ပေးလိုက်ပါရစေပညာဉာဏ်မဦးစီးပဲနဲ့ငါလှုပ်ချင်ရလှုပ်မယ်ကွာဆိုပြီးအမှားတစ်ခုကိုလှုပ်လိုက်မယ်ဆိုရင် အဲ့ဒီလှုပ်လိုက်တဲ့အမားရဲ့နောက်ဆက်တွဲဆိုးကျိုးကိုလှုပ်တဲ့သူပဲခံရမှာနော်တခြားလူကဝန်ခံပေးလို့မရဘူးအဲ့ဒါကိုတော့စေရနာနဲ့တတိပေးလိုက်ပါရစေကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာပါစေဒေဝဒတ်ကဇံပြန်လို့ရပါသလားဖေရတဲ့အဲ့ဒီဇံဆိုတာကိုအရင်ပြောမယ်နော်တချို့ကကောင်းကင်ပြန်တာကိုဇံလို့ထင်နေကြတယ်ကောင်းကင်ပြန်တာဟာဇံမဟုတ်ဘူးနော် ဇန်ဆိုတာဇာနဆိုတဲ့ပါဠိကလာတာကုသိုလ်တရားအစုတို့ကိုမဖြစ်အောင်ပြိပင်တားဆီးတတ်တဲ့ကာမစ္ဆန္ဒနေဝရဏစာသောအယုတ်တရားအစုတို့အားလောင်မြိုက်စေတတ်တဲ့သဘောကိုဇန်လို့ပြောတာကောင်းကင်ပြန်တာကို ပြောတာမဟုတ်ဘူးเนาะဒါဆိုရင်ကောင်းကင်ပြန်တာကဘာလဲအဋ္ဌိဝိဒအဘိညာဉ်လို့ခေါ်တယ်အဲ့ဒီအဋ္ဌိဝိဒအဘိညာဉ်ဟာမြေရှိုးမိုးပြနိုင်တယ်လို့ပုံစံအမျိုးမျိုးလဲဖန်ဆင်းလို့ရတယ် ဒေဝရတ်ဟာအဲ့ဒီအဘိညာဉ်ကိုရထားပြီဖြစ်တယ်နော်အဲဒါကြောင့်ဒေဝရတ်ဟာယေရှုမိုးပြနိုင်တယ်လို့အစာတသက်ကိုလည်းပဲအဲ့ဒီတကိုးနဲ့သိမ့်သွင်းယူလိုက်တာဖြစ်တယ်ဒါကြောင့်ဒေဝရတ်ဟာယေရှုမိုးပြနိုင်တဲ့အဲ့ဒီဝိဒအဘိညာဉ်ကိုရထားသူဖြစ်တာကြောင့်ကောင်းကင်လည်းပြန်နိုင်ပါတယ်နော်အရှင်ဖေယလူနံမီတွေကိုပါဠိလိုမှဲ့လို့ရပါသလားဖေယတပည့်တော်အားသနာတော်အားဖြင့်ဖြေးချပေးတော်မူပါဖေယတဲ့မှဲ့လို့ရတော့ပါတယ်နော် ဖျားရှင်လက်ထက်ကအနာထပိန်တို့စိတ်တကြွယ်တို့မထကုံတလီတို့ ဆိုတဲ့လူတွေဟာပါဠိနာမည်တွေပါတိုးတော်လဲပဲယနေ့ခေတ်မှာလူတွေကိုပါဠိနာမည်မှဲ့မယ်ဆိုရင် လူတွေရဲ့အမြင်မှာအထူးအဆန်းတော့ဖြစ်နေတာပေါ့နော်အထူးအဆန်းပင်ဖြစ်ရင်ကစားယနေ့ခေတ်မှာလည်းပဲပါဠိနာမည်နဲ့လူတွေရှိပါတယ်ဘယ်လိုလူတွေလဲဆိုရင် ဖုန်ကြီးလူထွက်တွေပါ နော်ဖုန်ကြီးဘဝနဲ့အကြာကြီးနေပြီလူထွက်သွားတဲ့အခါမှာ လူနာမည်ကိုမခေါ်ဘဲနဲ့ဖုန်ကြီးဘဝတုန်းကနာမည်ကိုခေါ်တာပါဥပမာ ဖုန်ကြီးဘဝတုန်းကဥသူစိတ်ဓာဆိုရင် လူထွက်သွားတဲ့အခါမှာလူနာမည်မခေါ်ဘဲနဲ့အဲ့ဒီလူကိုဥသူစိတ်ဓာလို့ခေါ်ပါတယ်နော်ဒါကြောင့်ဖုန်ကြီးလူထွက်တွေလည်းပဲပါဠိနာမည်တွေရှိနေတာဖြစ်တဲ့အတွက်လူတွေကိုပါဠိလိုနာမည်မှဲ့ကျင်တဲ့ဆန္ဒရှိမယ်ဆိုရင်မှဲ့လို့ရလောက်ပါတယ်ဒါတို့တော်လည်းပဲအထူးအဆန်းတော်ဖြစ်နေမှာပေါ့နော်ကိုရင်ဝတ်နဲ့ ချစ်သူထားရင်အပြစ်ကြီးပါသလားဖခင်ဒီမေကွန်းဟာ မေးတဲ့မေးထိုက်တဲ့မေကွန်းတစ်ခုပါပဲဒိန်ဆယ်ပါဒန်ဆယ်ပါတေခိယ85ပါသုဒ္ဓကခန္ဓကဝတ်14ပါဆိုပြီးတော့ကိုရင်တိတ်ခါဘုတ်တရားနဲ့ကိုပါရှိပါတယ်ဒိန်ဆယ်ပါထဲမှာအဗျမ္မာစာရီဟောတိမူတာဝါဒီဟောတိဟုပါတာဖြစ်တဲ့အတွက်ကြောင့်ကိုရင်တွေအနေနဲ့ ချစ်သူရည်သာထားတဲ့အခါစကားအရာ၌ထားသည်ဖြစ်စေကာယကံမြောက်ကျူးလွန်မိသည်ဖြစ်စေအဲ့ဒီကိုရင်ဟာလိန်ကြပါလေလိန်ကြပြီဆိုရင်အပြစ်ကြီးပြီလို့မှတ်ယူရပါမယ်ဒီမေခွန်းရဲ့လူရင်းအတိတ်ဘယ်ကအိမ်တအိမ်ထဲမှာဖျားဆင်နှစ်ခုထားပြီးကိုးကွယ်ကောင်းပါသလားအပေါ်တစ်ခုအောက်တစ်ခုဖြစ်နေလို့ပါလို့မေးလိုခြင်းဖြစ်ပါတယ်ဖျားဆင်ဆိုတဲ့နေရာမှာဖျားเจ้าဆောင်ဟု ပြောင်းပြီးခေါ်ရင်ပို့ပြီးသိမြတ်ပါတယ်။အိမ်တအိမ်ထဲမှာဖះကြောင်းဆောင်နှစ်ခုထားပြီးကိုးကွယ်ကောင်းပါတယ်။ဖះကိုးကွယ်တယ်ဆိုတာဟာကုသိုလ်ဖြစ်ပါတယ်။ကုသိုလ်သည်နံပါတ်1အပြည့်ကင်းပါတယ်။နံပါတ်2ကောင်းကျိုးကိုဖြစ်စေပါတယ်။အပြည့်ကင်းပြီးတော့ကောင်းကျိုးပေးတဲ့အလုပ်ဖြစ်တာကြောင့်အိမ်တအိမ်ထဲမှာဖះကြောင်းဆောင်နှစ်ခုထားပြီးကိုးကွယ်ခြင်းသည်ကိုးကွယ်ကောင်းတယ်လို့မှတ်ယူရပါမယ်။